ီကိတနိုင်ခံလုံးမငလင်ချောက်သေချေပျက်စီးပုတ်ဆော်နံပြီးတော့ကြောင်းတက်နေတဲ့အချိန်နိုင်ခံတကာကနော်အဲ့ဒီဒီမှာသေးနေတဲ့အလောင်းတွေကြားထဲကမသေးမရှင်ဖြစ်နေတဲ့လူတွေကိုလာပြီးတော့စွဲထုတ်ကူညီကယ်ဆယ်နေတဲ့အချိန်အဲ့လိုကူညီကယ်ဆယ်နေတဲ့လူတွေတော့အသက်တွေထပ်ပေးနေရတဲ့အချိန်အဲ့လိုအချိန်မှာနော်ထိုမိုင်မန်ကဂျိုးလင်းနဲ့တီးမောက်ကခုံပြီးတော့မန္တလေးမှာလူတရာလောက်လှဲ့တယ်ရှမ်းပြည်နယ်အောင်ပန်းမှာ နော်အဝတ်ကောင်းဆက်လက်တွေဝတ်ပြီးတော့ရှင်လောင်းလှဲ့တဲ့ပွဲတွေကို line ပေါ်မှာတက်လာတယ်နော်ဒီပွဲတွေကဘယ်ရလဲဆိုတော့တပွဲကမန္တလေးကနော်တပွဲကတော့ရှမ်းပြည်နယ်အောင်ပန်းကအဲ့တော့ရှင်လောင်းလှဲ့တယ်ဆိုတာကအလူလောက်တာဗုဒ္ဓဘာသာအရနော်မောင်ရင်လောင်းရှင်ပြုတ်ပွဲနော်အလူလောက်တာအဲ့တော့အဲ့ဒီအလူလောက်တဲ့ဆိုရင်ကျောင်းနိုင်ဘုံကြီးရဲ့ခွင့်ပြုချက်ကိုယူရတယ်ဖုံးကြီးတွေကဒီရှင်လောင်းဝိမက်မောင်ရင်လောင်းကိုတင်ငန်းတောင်းတရဆာအရင်ခက်ကဆိုရင်တော့တလတိတိတော့ကြောင်းတွားပြီးတော့ အပ်ပြီးတော့မိဘတွေစာချက်ကတင်ငန်းတောင်းတီးကိုအလွတ်ချက်ခိုင်းတယ်ဆိုတော့ဒီကထိန်နဲ့ဒီအလူနဲ့ပတ်သက်လို့เนาะဩစာရှိတာဒီအဲ့ဒီကထိန်ပြုတ်လို့မဲ့ကြောင်းမှာအဲ့အဲ့ဒီရှင်လောင်းပြုတ်လို့မဲ့ကြောင်းမှာဖုံးကြီးကဩစာရှိတယ်အခုဒီနေ့ကျွန်တော်နိုင်ငံမှာစုပ်ပြတ်တက်ပြီးတော့ဒီလောက်တောင်ပူဆွေးတော့ကရောက်မန္တလေးမှာเนาะကြိုမဲ့အလောင်းများကြီးတို့တောက်ကံမှာမနိုင်မနှင်းဖြစ်အဲ့ဒီလိုအချိန်မှာဘယ်လိုစိတ်ဓာတ်မျိုးဘယ်လိုနှလုံးသားမျိုးနဲ့ ဒီလိုမျိုးကခုံပျော်ပါတဲ့အရာကိုလောက်ကြတာပွေးလို့မတတ်တော့ဘူးရှက်စရာကြီးဟမ်သူများနိုင်ငံလာကူကြီးတက်ဆွန်ဆန်ပြအဲ့လာကူကြီးတဲ့လူတွေရောအသေးခံပြီးကူကြီးနေတာနော်သွားဆွဲထုတ်တယ်မနေ့ကနေငလီဒီ28ရက်နေ့လှုပ်ပြီးတဲ့အချိန်ကနေနောက်ဆက်သွဲလှုပ်တဲ့ငလီအချိန်ရေပေါင်း169အချိန်ရှိသွားပြီဒီနေ့ထပ်လှုပ်တာမပါတဲ့ဘူးအဲ့လိုကဲနေတဲ့အချိန်မှာထပ်လှုပ်လို့ပြီပြီးတော့ထပ်တည်သွားတဲ့ကယ်ဆယ်ရေးသမားတွေအများကြီးရှိတယ်အဲ့ဒါသူများနိုင်ငံသားတွေ ခမားတို့ကျောက်တို့နိုင်ငံအတွက်လာကူညီပေးနေတဲ့လူတွေငလင်းတန်းကိုအဓိကခံရတဲ့မန္တလေးမြို့မှာလုပ်နေတဲ့ပွဲပါနော်အဲ့တော့ဒီရှင်မြို့ပွဲစီစဉ်ထားလို့ပါကျွန်တော်တို့ကျမတို့ကလောက်ကတာပါဆိုရင်လေဖြန့်လိုက်လို့ဘာဖြစ်သွားမလဲရက်ရွှေ့လိုက်လို့ဘာတွေဖြစ်သွားမလဲအဲ့ဒီရှင်မြွဝဲမှာလှူမဲ့ကျွေးမဲ့မွေးမဲ့ပစ္စည်းတွေကိုအဲ့ဒီငလင်တန်ဒုက္ခရောက်နေတဲ့လူတွေเนาะပြီးလို့ရှိရင်เนาะလာရောက်ကူညီနေတဲ့နိုင်ငံတကာတွေ အဲ့ဒီလူတွေကိုတွားကျွေးလိုက်တာကပို့ပြီးတော့မမြတ်ဘူးလားပို့ပြီးတော့လက်တွေ့ကြကြအထောက်ကူမဖြစ်ဘူးလားတော့အခုလက်ရှိမန္တလေးတဒါတမျိုးလုံးဖုဖုညက်ညက်ကျေပြီးတော့အကောင်လုံးအုပ်ပုံဖြစ်နေတယ်အောက်ထဲမှာပြီပြီးတော့အောနေတဲ့လူတွေအတန်ပြောက်ကုန်ပြီနော်စခိုင်းဘက်မှာဆိုရင်ကယ်ဆယ်ရေးတွေမရောက်လို့အပေါက်နဲ့ထွက်ကုန်ပြီကယ်လို့မရဘူးထွက်နေကြတော့ပြီနေတယ်ပထမတစ်ရက်နှစ်ရက်လောက်ကတော့အောက်ကနေအတန်အောနေသေးတယ်ခေါ်ကူညီတောင်းတဲ့အတန်ကြားနေရတယ် ဒါပေမဲ့တချို့တွေကျတော့လက်ပြီးလက်ကျင်းနေတယ်၆ပြီ၆ကျင်းနေတယ်ကိုကတော့မသေးသေးဘူးဘလောက်ခံစားနေရလဲစဉ်းစားကြည့်စမ်းမတွေးရစရာအဲ့လိုအချိန်မှာဘလို့စိတ်မျိုးနဲ့ဒလို့ခုံပေါက်ကဖုံပြီးတော့เนาะတချင်းနေဖွင့်မြူးမြူးကြွကြွလှုပ်ပြီးတော့ဒလို့မျိုးအပျော်အပါးကိုလုံလုံနိုင်ကြတာလေပုံမြင်ပြီးတော့လေးသီးလားရင်တော်လို့မဆုံးဘူးဒီမကြည့်ကြပါအောင်เนาะနိုင်ငံတကာကတောင်းမှာပဲเนาะအကုန်လုံးလာပြီးကူညီနေတဲ့အချိန်မှာဂျင်းတို့က ီတူးဖော်နေတဲ့နိုင်ငံတကာကတူးဖော်နေတဲ့သူတွေရဲ့ရှေ့မှာအတောင်မှာပဲဒီလိုမျိုးကြီးအလူဝက်လက်သူတို့ပြုလုပ်နိုင်သေးရဲ့ဘလို့စိတ်နဲ့မြန်အဲ့လိုတွေလုံးကြလဲမသိဘူးပေါ့နော်စီစဉ်မိသားကြီးလို့ပြောရအောင်လဲရှောင်ရှောင်သွားရင်လည်းသွားလို့ရနိုင်တယ်ဒါမှမဟုတ်ကြောင်းပါပဲတသက်ဆန်ချလီလုံးလုံးမရဘူးလားဟမ်ဘောက်တွေဖွင့်ပြီးတော့သူများတကာကြီးတမျိုးလုံးဒီပါတလောက်စိတ်တော်ကရောက်နေရတာ ਉਹ ပျော်နိုင်ချသေးရဲ့လားဟမ်ဒီလောက်တက်နေတာလူလူသိစိတ်လေးမရှိကြတော့တာလားဟမ်ဒီလောက်အခက်အခဲတွေကြားတယ်မှလူတွေတည်ဆုံးတဲ့ဆရာတော်တွေတန်ဃာတော်တွေအာလူမျိုးပေါင်းစုံတည်ဆုံးတဲ့ကြားတယ်မှကိုမန္တလေးမြို့ပေါ်မှာပဲအလူလဲ့တယ်ရှင်အောင်ရှင်အောင်လဲ့ကဲကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပြမယ်ဗျဘလောက်ရင်ခွဲเสียကောင်းလဲဆို ကျွန်တော်တို့မြန်မာနိုင်ငံမှာเนาะဟိုဒီလိုဘယ်လိုစိတ်ဓာတ်မျိုးနဲ့ရှင်းလောင်းလဲဒီလိုဒီလိုလူလေးရှိသေးတယ်အဲ့လိုလူပတ်သက်ရှိပြီးတော့အတိမရှိတာဘောနော်အဲ့ IP2 file လေးကြည့်လိုက်ပါဘောနော်အဲဗီဒီယိုတင်ထားတဲ့ညီငယ်လေးကို credit ပေးပါတယ်ဘာလို့လဲဆိုတော့အဲဒီလိုလူမျိုးတွေရဲ့စိတ်ဓာတ်ကဘလောက်အောက်တန်းကြလဲဆိုအဲ့တော့ဒီရှင်းလောင်းလဲတာမန္တလေးဘယ်နေရာဆိုတော့ဒါမန္တလေးမှာနေတဲ့လူတွေသိမှာပါသိလောက်ပါတော့သူကမန္တလေးမှာထိတဲ့နေရာညီလေးကအာတွက်လို့ရတယ်ဟုတ်စီကအာ တောင်ပြင်မြောက်ပြင်အနောက်ပြင်ဆိုဒီသခိုင်းနဲ့ထိစပ်နေတဲ့နေရာတွေเนาะမြို့လေမလေးမြို့လေကိုနိုင်စင်းပြိုလဲွားတာတော့ဘာလို့ဆိုတော့ဒါမြို့လေပေါ့เนาะလွတ်တာဆိုလို့အရှိပြေတခုပဲလွတ်တယ်အဲအဲ့ကလည်းဟုတ်ကြည်ဟုတ်ပါဘူးเนาะအဲ့လိုဒီလိုအခြေအနေမျိုးကြီးမှာဗျာဒီလောက်ဟာရှင်းအောင်နေတော့လှဲ့နိုင်နေဟာငွေကြီးအကုန်ကြခံပြီးတော့အဲ့ဒါမန္တလေးမှာဒီလိုဖြစ်တဲ့အတွက်မန္တလေးမြို့သူမြို့သားတွေတိတ်ခါကြတယ်เนาะဒါတခုကတော့နောက်တစ်ချက်ကဒီဟာကိုကျွန်တော်တို့လှုံမဖြစ်မှာလား ကျွန်တော်တို့မေးချင်ရက်လေးရွှေ့လို့မရဘူး။ဒါဟုတ်ရက်ရွှေ့လိုက်ပါ။ဒီမှာလှူမဲ့ကုံကြစေကိုလက်ရှိမှာဖြစ်ပေါ်နေတဲ့သဘောကဘေးမှာကိုကလည်းမန်းလေးသားဖြစ်တယ်ဗျာ။မန်းလေးသားတယောက်ဖြစ်တဲ့အတွက်မန်းလေးမှာနေတဲ့လူမန်းလေးမှာဖြစ်နေတဲ့အခက်အခဲအတိဒုက္ခတွေကိုခမရတို့သွားမလှူနိုင်ဘူးလား။ကြောက်ခိုင်းလိုက်တယ်သူကကြောက်ခိုင်းလိုက်တယ်။အဲ့တော့ဒီလိုကိစ္စမျိုးကိုခမရတို့ ਨੇ မဆိုင်ဘူးလို့ခမရတို့ထင်တာလား။အဲ့ဒီရှင်ပြူမှာဟာလားအဓာကြီးကိုဒီလိုကြီးဒီရက်မှာမလှုပ်လို့မရဘူးလို့ဘယ်ဘုန်းကြီးမှလည်းမပြောဘူး။ ်ဟာကောင်းတာလောက်တာညီလေးอ่ะကောင်းတာဒါပေမဲ့ဒီကာလန်ဒေတာဟာကာလန်ဒေတာဆိုကာလဒေတာရဲ့အဒေထားကိုကြည့်ရမယ်ဒီကာလဒီဒါလောက်လို့တင့်လားမတင့်လားဒါမျိုးလေးရှိရမယ်လေဟာအဲ့တော့ပတ်စံနေတာအများကြီးရှိတယ်အဲ့လိုပုံကိုယ်တွေอ่ะအဲ့လိုလူတွေอ่ะအတိလုံးဝပဲ no